we had uh, presented some low-cost services because most of the associations have a little budget problems. So there are services uh, to develop and to, to do, which is really low cost or no cost, just to get the idea. UMSCCI, Sikwane, Tamri Nengen Pimpio Tutemu season Pite, GI Sedo Bubong season B, မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ထုတ်ဝေထားတဲ့ဒီစာအုပ်မှာ သေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေရဲ့စီမံခန့်ခွဲမှုနည်းလမ်းတွေအပြင်ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တိုးတက်စေဖို့နဲ့ငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်တွေကိုပါထည့်သွင်းရေးသားထားတာကြောင့်စီးပွားရေးလုပ်ငန်းတွေအတွက်ကြိုးချစေမှလည်းဖြစ်ပါတယ်။စီးပွားရေးအခွင့်အလမ်းတိုးတက်လာမှုနဲ့အတူလူသားအရင်းမြစ်မြင့်တင်ရေးဆိုင်ရာတင်နန်းတွေကိုပြည်ရင်းမှာစတင်တကြနဲ့အကောင့်တွေဖော်သွားနိုင်ဖို့လိုပါတယ်။ SMB လုပ်ငန်းတွေအတွက်အဓိကရည်ရွယ်ထားတဲ့ဒီစာအုပ်နဲ့ပတ်သက်လို့ခုလိုပဲရှင်းပြပါရစေ။ I think training is something is very important. မြန်မာနိုင်ငံ SME လုပ်ငန်းတွေအတွက်ဒီစီမံခန့်ခွဲလက်ဆွဲစာအုပ်ကို GIZ နဲ့ UMFCI တို့နဲ့ပူးပေါင်းထုတ်ဝေခဲ့တာပါ။ဒီစာအုပ်ကနေတဆင့်စီးပွားရေးလုပ်ငန်းဆိုင်ရာလိုအပ်တဲ့အချက်အလက်တွေကိုပေးစွမ်းနိုင်ဖို့ရည်ရွယ်ပါတယ်။ပြောင်းလဲတွက်လာတဲ့အခြေအနေတစ်ခုမှာပြည်ရင်းကလုပ်သားတွေရဲ့အရေးချင်းတွေမြင့်တင်ဖို့တနန်းတွေစနစ်တကျပေးပြီးတစ်ဆင့်ချင်းဖွံ့ဖြိုးလာဖို့လိုအပ်ပါတယ်။2015အလွန်အာဆီယံစီးပွားရေးအတိုက်အဝန်းမှာ ပြည်တွင်းကစီးပွားရေးလုပ်ငန်းအင်အားစုတွေအနေနဲ့ဘလို့ချင်းမြိုင်မှုပြင်ဆင်ထားတဲ့ဆိုတာကိုဥတင်ဆွေကခုလိုပဲရှင်းပြပါဗျာ။ ASEAN Economic Community နဲ့ပတ်သက်လို့ပေါ့လေ။ဒါလည်းမလွန်မသွေဟိုတွေ့ကြုံရမဲ့လုပ်ငန်းစဉ်တရားဖြစ်ပါတယ်။အဲ့ဒီမှာအဓိကဘာလိုအပ်တယ်လဲဆိုလို့ရှင်ရှင်ပြိုင်နိုင်စွမ်းတိုးတက်ဖို့လိုတာပေါ့လေ။အဲ့ဒါတွေကိုကိုယ်ကကြော်လန့်နိုင်မှုဆိုတာရည်သွေးနဲ့ နော်ရှင်ပြီးတော့ရေသွေးတိုးတက်အောင်လုပ်ဖို့နော်ခုလိုစဉ်နန်းနေပညာပေးမှုတွေမျိုးစုံလုပ်ပေးဖို့ဒီချိန်ထဲမှာပဲအစိုးရနဲ့နော်ပုဂ္ဂလိကကဏ္ဍကလည်းထောက်ကူပေးဖို့ဒါမှကိုယ်စီမှာရှိတဲ့ ဒီ SME လို့လုပ်ငန်းတွေเนาะနောက်တခြားစီးပွားရေးလုပ်ငန်းတွေကတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲနောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်းပိုတိုးလာမယ်။ပိုတိုးလာရင်လည်းပိုရှင်ပြိုင်မှုတွေများလာမယ်။ဟုတ်အဲ့ဒါကိုကိုကသဘောပေါက်ပြီးတော့နောက်ရေရဲဝန်းဝန်းရင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားဖို့လိုပါတယ်။ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေအနေနဲ့နိုင်ငံတကာနဲ့ဒန်းလူရှင်ပြိုင်နိုင်စွမ်းရှိပေမဲ့စိုးရရဲ့ကူညီထောက်ပံ့ပေးမှုပိုင်းနဲ့ခြေကံအစအဦးပိုင်းဆိုင်ရာတွေမှာ ဟိုအပ်ချက်တွေရှိနေတာနဲ့ပတ်သက်လို့ဒေါ်မေဦးခိုင်ကခုလိုပဲသုံးသပ်ခဲ့ပါတယ်။ကျမတို့နိုင်ငံသားတွေကမညံ့ပါဘူး။တကယ်တမ်းတော့ဒီကျမတို့အများကြီးအရေးချင်းရှိကြပါတယ်။ဟောဆိုကျမတို့နိုင်ငံတကာအတွေ့အကြုံတွေအရဥမာထိုင်းနိုင်ငံလို့တွားပြီးတော့ကျမတို့ဒီသင်တန်းတွေတက်ကြတယ်ဆိုရင်ကျမတို့လူမျိုးကအင်္ဂလိပ်စာ တိုင်းပြည်မျိုးတွေအများကြီးတာပါတယ်ဘောနော်ဒါပေမဲ့ကျမတို့ကမှခုနကလို့ပေါ့ဒီနိုင်ငံတော်ရဲ့ပံ့ပိုးကူညီမှုဘောနော်နောက်တစ်ခါလူတွေရဲ့အခြေခံအတွေ့အကြုံပေါ့ဒီဟာလေးတွေမှာကျမတို့ဟိုဘယ်လိုပြောမလဲလိုအပ်ချက်လေးတွေရှိနေပါသေးတယ်ဟိုနိုင်ငံတော်အနေနဲ့မကူညီဘူးလို့ကျမတို့မပြောပါဘူးကူညီနေပါတယ်ဒါပေမဲ့ကျမတို့လူလူရဲ့နှစ်ပေါင်းမြောက်များစွာလက်ခံတွေးခေါ်လာတဲ့တချို့အခြေခံယူဆချက်လေးတွေကျမတို့အများကြီးပြင်ဖို့လိုပါတယ်နောက်တို့ရဲ့ mindset လေးတွေ change လုပ်ဖို့လိုပါတယ်တိုးတက်မှုအတွက်ကျမတို့မှာ တကယ်လို့လောရတော့မင်းဆိုတဲ့စိတ်လေးတွေအားလုံးမှာရှိဖို့လိုတယ်လို့ကျွန်မမြင်ပါတယ်။